တံမြာသီးကသူ့တဘာဝတိုင်းဆို9လပိုင်း10လပိုင်းဝန်းကျင်ဒီမှာအသီးလိုင်လိုင်းတီးတတ်ပါတယ်။တံမြာသီးရှားပါးချိန်6လပိုင်း9လပိုင်း6လပိုင်းဝန်းကျင်ဒီမှာအသီးများများရအောင်ပြုလုပ်နေလေကျွန်တော်နဲ့တူတူလေ့လာကြည့်ကြအောင်ပါဗျာ။ မင်္ဂလာပါဒီနေ့တံမြာပင်စိုက်ပျိုးနည်းနဲ့နွေရာသီတံမြာသီရှားပါချိန်အသီးများများရအောင် ပြုလုပ်နည်းတွေကိုပြန်လည်မျှဝေပေးကြပါရစေ။တံမြာနဲ့ပတ်သက်ပြီးကျွန်တော်လေ့လာထားသမျှအိတ်တံဖာမောက်မျှဝေပေးထားပါရစေ။တံမြာသီရှားပါချိန်အသီးများများသီးအောင်ပြုလုပ်နည်းမပြောခင်မှာတံမြာစိုက်ပျိုးနည်းတွေအရင်လေ့လာကြည့်ကြအောင်ပါဗျာ။ ။တံမြာကအစိကနေဆိုင်မယ်ဆိုရင်9နှစ်ဝန်းကျင်လောက်ထိကြာနိုင်တာကြောင့်အခုနောက်ပိုင်းတံမြာဆိုင်ပြိုးသူတွေကအသီးမြန်မြန်ရတဲ့ဂိုင်းကူးပင်တွေကိုပဲအဓိကထားဆိုင်ပြိုးကြပါတယ်။တံမြာဂိုင်းကူးနည်းကိုလည်းမကြခင်မှာမျှဝေပေးဖို့ရှိပါတယ်ခင်ဗျာ။ဆိုင်ပြိုးမယ်ဆိုရင်တော့အနက်နှစ်ပေအကျယ်နှစ်ပေစိုက်ကျင်းတူပြီးငွားချေးတက ဇပကွန်ဒဇာစိုက်ပြူးမီဒဇာရိုးဆက်ပြီးစိုက်ပြူးကြပါတယ်စိုက်ပြူးပြီးတစ်နှစ်တွင်မှအပွင့်လိုက်ပြီးအသီးသီးပြိမဲ့ပထမနှစ်တွင်မှအပင်ကြီးထွားတံမောင်းအသီးမယူပဲအပွင့်ပွင့်နဲ့ဆင်ပါပဲထွေပြေးလေးရှိပါတယ်ဒါကတော့တံများစိုက်ပြူးနည်းပဲဖြစ်ပါတယ်ဆိုတော့ညရာသီတံများသီရှားပါးချိန်အသီးများများရအောင်ပြုစုနည်းတွေကိုဆက်ပြီးတော့ လေ့လာကြည့်ကြအောင်ပါဗျာပုံမှန်ဆိုရင်နေအောင်ကြီးလဲပြီးပြီးဝဝရမယ်ဈေးနဲ့အစာကိုလဲပုံမှန်ပေးမယ်ဆိုရင်တစ်နှစ်ပလုံးအတီးတီးပါတယ်အပွင့်ပွင့်တဲ့အချိန်ကနေအကြီးွှမ်းပြီးအသီးစုပ်ခူးတဲ့အချိန်ထိ9လနဲ့6လဝန်းကျင်ကြာမြင်ပါတယ်တမယာပင်တွေရဲ့သဘောတဘာဝအရ၂လပိုင်းကုန်၃လပိုင်းလောက်မှာ အရွက်ဟောင်းကျွေပြီးအကိုင်းခတ်တွေက အဖိုးညွန့်အစ်စ်တွေထွက်လာပြီးအပွင့်ပွင့်ပါတယ်ခုနလပိုင်း၈လပိုင်းလောက်မှာ အသီးတွေကအရည်ရွှမ်းပြီးစွတ်ခူးတဲ့အဆင့်ကိုရောက်ပါတယ်ဒါဆိုတမရရှားပါးချိန်မှာအသီးလိုချင်နေဆိုရင်တော့ကိုလိုချင်တဲ့ချိန်ထက်ရှေ့၅လလောက်ကလေးကကြိုတင်ပြုတ်လုပေးဖို့လိုအပ်ပါတယ်စပယ်ပင်လိုပါပဲ အရွက်တွေချွေးပေးရပါမယ် တံမြာကအပင်လဲကြီးအရွက်လဲများစူးလဲရှိတော့ဒီအတိုင်းလက်နဲ့ချွေပြီးလို့အစမပြေပါဘူးဒါကြောင့်တံမြာစိုက်ပျိုးသူတော်တော်များများလောက်ဆောင်ကြတဲ့အရွက်ချွေတဲ့နီလန်းတွေကိုအရင်မျှဝေပေးပါမယ်ဒီမှာအရွက်ချွေပြီးချိန်အတီးအားကောင်းအောင်အစာကျွေးနီးတွေကိုထပ်ဆင့်မျှဝေပေးပါမယ်ခင်ဗျာ ပထမဆုံးနည်းကအရွက်တွေပေါ်ကိုရင်တွေပူလောင်ပေးခြင်းပါပဲအရွက်တွေပူလောင်ပြီးဖြွေကျသွားပြီဟောပါရင်တွေပပတ်စုကိုရင်နဆနဲ့ရောဆက်ပြီးချက်ချင်းပင်အရွက်တွေပေါ်ကို လောင်းလိုက်ရုံပါပဲတခုတ်တိထားမှာက အပင်မြစ်တွေကိုရင်တွေပူလောင်ရင် အပင်တည်ဆုံးနိုင်ပါတယ်ဒါကြောင့်ရင်တွေပူမလောင်ခင်မှာ အပင်အောက်ခြေမှာပလတ်စတစ်အကင်ခင်းထားပြီးမှလောင်းပေးတင်ပါတယ်။နောက်ထပ်တနည်းကရွက်တွေနွမ်းသွားရုံမီးတုံးနဲ့မီးမြတ်ပေးခြင်းပါပဲ။ဒီနေရာမှာလည်းမီးမမြတ်ခင်မှာတမရပင်မှာရှိတဲ့ဂိုင်းကြောက်တွေကို အရင်ရှင်းလင်းပြီးမှမီးမြိုက်ပေးပါ။နောက်ထပ်တနည်းကအပင်ကိုဆေးလောင်သွားအောင် ဈေးပြင်းပြင်းဖြန့်ပေးခြင်းပါပဲအခုပြောပြခဲ့တဲ့နည်းလမ်းတွေကအရန်လဲလွယ်ကူသလိုအရွယ်လဲမြန်မြန်ကြွေပါလေမာရင်သွားရင်လည်းအပင်လည်းတည်ဆုံသွားနိုင်ပါလေနောက်ထပ်တနည်းကတော့အပင်ကိုရေဖြတ်ပေးခြင်းပါပဲ ဒီနီလန်းကအနေကင်းသလို အပင်ပဝန်းကျင်ပေါ်မူတည်ပြီးအချိန်ပိုပေးရပါတယ်။အရွက်20ရာခိုင်နှုန်းလောက်ကျွေသွားပြီဆိုရင်ရေပြန်ပေးအစာပြန်ကျွေးလို့ရပါပြီ။ဒီဖြတ်နေတော့မှမိုးရွာသွားရင်မအောင်မြင်နိုင်ပါဘူး။ နောက်ဆုံးနည်းကတော့စဆိုင်ကလေးကအောက်ခံကြောက်ပြားပေါ်မှာကြောက်ကူတင်ပြီးတော့စိုက်ပြိုးခြင်းပါပဲရေဖြစ်ရမှာမြေအောက်ရေနဲ့ဘေးပတ်ဝန်းကျင်ကကြီးတွေကိုဂယုစိုက်เสียမလို့ရတဲ့အတွက်15ရက်ဝန်းကျင်နဲ့ရေဖြတ်တောက်နိုင်ပါတယ်ပင်ကိုစာကျွေးရမှာလေလေလွင့်မှုနေပါပါတယ် သူ့မှာအားသာချက်တွေရှိသလိုအားနည်းချက်တွေလည်းရှိပါတယ်။တမယာပင်ရဲ့တက်တန်းက အနည်း90နဲ့အတက်ရှိပြီမဲ့ကြောက်ွေနဲ့စိုက်မယ်ဆိုရင်တော့ကြောက်ွေအကြီးသေးပေါ်မူပြီးအပင်အသက်10နှစ်နဲ့10နှစ်ကျော်လာရင်တော့အမြင့်ချက်ပြီးအသီးနည်းသွားနိုင်ကြလို့လုံးဝမသီးတော့တာလေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။စားဆိုင်ကလေးက မြင်မြန်သိနိုင်တဲ့ဂိုင်းကူးပင်ကိုစိုက်ပြူးပေးရသလိုဆယ်နှစ်ကျော်ရင်တော့အပင်အသစ်လဲလဲပေးသင့်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဒီနေ့ခွဲသားသံမြာပဲပါနွေရာသီမှာတံမြာသီးများများရအောင်ပြုလုပ်နေကို၁၀လပိုင်း၁၇လပိုင်းဝန်းကျင်မှာစတင်ဆောင်ရွက်ကြပါတယ် ရွက်တွေပြီးအစာကျွေးမယ်ဆိုရင်တော့ချက်ချင်းမျိုးစားကျွေးရသလို MPK 55ဖက်လက်မျိုးစားကိုအပင်ခံပြအောင်တိတိပပလည်းမှာတွင်လေးတွင်ပေါက်ပြီးအစာထည့်သွင်းကျွေးကြပါလေပြီးရင်တော့အပင်ကိုရေဝအောင်ပြန်လေတိုက်ကျွေးပါနောက်ပတ်ဝန်းကျင်တော့ဆိုရင်အပင်တပင်လုံးတွေပါအပွင့်တွေပွင့်လာတာတွေ့ရပါလိမ့်မယ်အပွင့်ပွင့်ပြီးနောက်ပိုင်း အသည့်ခူးဆွချိန်ထိအပင်ရေမငတ်ဖို့ယူဆိုင်ပေးရပါမယ်။နောက်၅လလောက်ဆို အရည်ရွှမ်းတဲ့တမရလေးကို ရရှိပါပြီ။ဒီနေ့ရောဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရှားပွေစုဆောင်မျှဝေပေးဦးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦး။ဒီညာစိုက်တောင်းသူတိုင်းစိုက်သမျှဒီညာတော်တော်ပြီး ဖတ်သမျှသိနေဈေးကောင်းရကြပါသေးဗျာ။ကျေးဇူးတင်ပါတယ်။